မရဲ့မေတ္တာချန်နယ်လေးကိုနားဆင်အားပေးနေကြတယ်။ဇာပီချစ်ပရိသတ်များလုံးမေမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာလံကတော့တန်ရောစင်လိုအမည်ရှာတဲ့သရီတံဝေကာရှာပွေရာရင်းနှင့်ပွေရာအိမ်တော်ရီဖြစ်ရမယ့်ဇာလံကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။မာကြီးရေမာကြီး ိုသူစိုးွားရဲ့ခေါ်တန်လူလူအတန်ကြီးကိုရက်ွက်တဲကလူများကြားလိုက်ကြရင်လင်းများချင်းစကားများရန်ဖြစ်တာလားအိမ်ကြီးနာချင်းချင်းချင်းများစကားများရန်ဖြစ်တာလားလို့သဘောထားရင်ဒီအရက်ဒီဒေသလူများကလင်းများချင်းဖြစ်စီရင်းနှီးသူများဖြစ်စီဘာမဟုတ်တဲ့အကြောင်းတွေတစ်ခုကိုအရင်ခံပြီးစကားများရန်ဖြစ်တာကအကျဉ်းတစ်ခုလို့ဖြစ်တဲ့ စကားများရံဖြစ်ပြီးဆိုတော့အော်ကြီးဟစ်ကျဲပြောကြဆိုကြကြိမ်မောင်းကြသည်မှာ မကြောင်းဝင်မနာတာတဦးရဲ့အချင်းပြန်မှုကိုပေါ်တုံပြောဆိုပြီးတိခါချာကြသည်မှာစူပွေရာမရှိဒုံဆဲဓာဆဲကင်ပြီးရိုက်ကြနေကြရဲ့အဲ့ဒါလို့ဇယိုက်ကျန်းနဲ့အရက်ဒေတာမှာညာရှင်းနိုင်အချင်းကစူစူဝါဝါအော်တန်ကိုဘသူမှဂယုမထားကြဒီရက်ထဲမှာလျှက်စစ်မီတဲတန်းထားတဲ့အိမ်ကနေပါရင် ညအောင်ရောက်တာနဲ့ရေနံစီမီကွက်ပြောင်းနိုင်ကိုသာထုံကြီးလေးရှိတဲ့ဒီတော့တရက်ကွက်လုံးက မောင်မေးနေတဲ့တချို့အိမ်တွေကညစာစားပြီးရနဲ့အေးရရဲကိုဝင်ကြတယ်ပြောင်းတိုင်ပြီးရေနံစီမီအကုန်ကြခံပြီးတိုင်ကစကားပြောနိုင်တဲ့လူတန်းစားလည်းမဟုတ်ကြမကြမီမှာဖျောင်းနိုင်မိကိုမြောက်ခါသွာလာနေသူတို့ကိုရက်ွက်သူ ရက်ွက်သားကမိကြောင်ကြောင်မြင်တွေ့ကြတယ် မိမသားတဦးဖြစ်တာကိုသိတော်လေဘသူဘဲဝါမှန်းတော်မပြောနိုင် မနစ်နေမနစ်နေခေါ်တဲ့ကြမှာဒီချက်ထဲမှာသွားလာနေတဲ့မဇာကြီးဖြစ်ချောင်းကိုသိလိုက်တယ်အခုမဇာကြီးကဒီရွက်ွက်ထဲမှာတခြားတစ်ပိုင်းကိုအိမ်ကားနဲ့နေရင်ဒါပေမဲ့မူလနေခဲ့တဲ့အိမ်အနီးမှာခင်မင်ခဲ့တဲ့သူများတန်ကိုရဲချားစလိုလာရောက်တဲ့တဲ့ဟဲ့ဇာကြီးဘာတော့ဟဲ့ ကျမယောက်ျားကိုပေါင်းနိုင် အမားတို့အိမ်ဘက်ကို လာသေးလားလို့အေးဟေည9:00နာရီအချိန်လောက်ကလာပြီငါနဲ့စကားပြောသွားသေးတယ်သူလောက်ကကြိုတင်ငွေတထောင်ခွဲရရလို့ပြောတယ်ဟုတ်တယ်တော့ညနေ6:00နာရီလောက်ကသူပြန်လာတာအလောက်ကရတဲ့ကြိုတင်ငွေကိုကျမကိုအကုန်ပေးပြီးငွေတထောင်ကိုပြန်ယူသွားတယ်သူအဖေနဲ့အမေစီကိုသွားမယ်အရက်တော့ပြီးမှပြန်လာမယ်လို့ပြောသွားတယ်အေးညယောက်ျား9:00စီကိုလာတော့အရင်မိုးနေပြီအရက်ချိန်လေးရလာပြီဆိုတော့ပြောလိုက်တဲ့စကားတွေ ငါသူစကားပြောတာတွေနားထောင်ပြီးရည်နေရတာဤကိုအောင်နိုင်အမအိမ်ကဘေးချင်းပြန်သွားလေอืมညာရှင်းနိုင်လောက်ကထင်းတာပဲอืมကျမသူ့အမေတွေစီကိုလည်းရောက်ခဲ့ပြီးပြီဒီညမလာဘူးတဲ့ညီယောက်ျားငါအိမ်ကအပြက်မှာအပေါင်းသေးနေတဲ့တွေ့ပြီးအရက်ဆိုင်ကိုများတော့လာမှမသိတာမပြောရပါမို့အမရေကျမကသူ့နဲ့အတူတမ်းမင်းစားမလို့စောင့်နေတာအိမ်ပြန်မလာနိုင်လို့လိုက်ချတာအဲကောင်ကငါ့ကိုပြောတော့အတောင်စားရှုံးမှဖြစ်မယ်တဲ့ ။ညီမဟိုဟိုအေးအဲ့ရเจ้าနဲ့မိုးသိမ့်ချုပ်ပြီးတော့မနေတော့ဘူးတဲ့။အင်းပြန်မေးလို့ပြောတော့တာပဲ။အေးပါကွယ်မိုးလဲချုပ်နေပြီ။အင်းကိုပြန်တော့နော်။သူ့ကိုထမင်းစားစောင့်နေနဲ့ကို့ဘာသာကိုစားအကြက်ထက်တော့လာရင်ထမင်းစားမှမဟုတ်တော့ဘူး။ငါးယောက်ကြလေညနေခရေကဆိုင်းဟိုထွက်သွားတာအခုတည်းပြန်မလာသေးဘူးဟုတ်ကဲ့ညီမတော်တော့မယ်နော်။အော်အေးပါအေးပါအင်းပြန်ရင်လည်းရန်လည်းမဖြစ်နဲ့ဦး။ဟုတ်ကဲ့မ။မဆကြီးကဖြောင်းနိုင်ပြီးအလင်းရောင်နေပြန်သွားတယ်။ ကောင်မလေးတနာပါတယ်ဟိုကောင်အောင်နိုင်ဘဲသွားနေလည်းမသိဘူးဟွမနင်းနေကညင်းညူချင်းကျမ်းမြေမော်ကို တိုင်ချလိုက်တယ်ဦးဖိုးအောင်ကညစာစားပီးရနေရေနီးချမ်းကိုတိုင်တော့တယ်ဒေါ်တင်အေးကစားပီးသားပကန်းလေးကို နောက်ဖေးမှာစီးကြောနေတယ်ဦးဖိုးအောင်နဲ့ဒေါ်တင်အေးတို့လင်းများက လေကွင်းထဲမှာတဲအိမ်လေးစောက်ပြီးနေကြတယ်ရခင်ကမနှင်းနယ်တို့အိမ်ဒီမှာခြံဝင်းထဲမှာတဲလေးဆောင်နေတဲ့ခြံကားတော့ကိုပိုင်ခြံမဟုတ် ပြီးခဲ့တဲ့3လကကျန်ရှင်ကဘေးကင်းလို့လေကွင်းထဲကိုရောက်လာခြင်းဖြစ်တယ်။လေကွင်းထဲမှာသူတို့တဲတဲတဲသာရှိတယ်။အကျဲသေးလို့တော့မဟုတ်အချိန်တိုင်းတိတ်ဆိတ်ငြိမ်သက်နေတယ်။သူတို့နေတိုင်းနဲ့တိတ်နေမလမကန်းမှာကြေးရွာများကိုသွားတယ်။မြေနီလန်းလေးရှိတယ်။ကိုဖို့အောင်ဒေါ်တင်အေးကပကံစည်းနေခြင်းမှာလှမ်းခေါ်လိုက်တယ်။ဒါလေဟာသားအောင်နိုင်အရင်မူးလာပြီးထင်းနေလှမ်းခေါ်တန်ကြားရတော့ ဒေါ်တင်အေးရဲ့စကားကြောင့်ဦးဖိုးအောင်ကနားဆင်းနေအချိန်တန်ကြာရင်တိုင်အောင်ဘာတမ်းမှမကြရအောင်ဟာဘာခေါ်တမ်းမှလည်းမကြပါဘူးဟာရှင်နာဤလေးသားရီနေတူတယ်နောက်ဖေးနေတယ်ကျမကကြားတယ်ရှေ့မှာနေတယ်ရှင်ကမကြဘူးဆိုတော့မင်းစိတ်တင်လို့နေမှာပါမိမရငါတော့ဘာတမ်းမှမကြမိပါဘူးရှင်သားအောင်နိုင်က သူမြစာကြီးကိုဒီကိုလာရဲထင်ပြီးစာကြီးစာကြီးလို့ကုန်းအော်နေတာတော့ဒီမိမနဲ့ခတ်လိုက်တာကွာဘာအော်တမ်းမှမကြပါဘူးဆို့ ဒေါ်တင်အေးကအိုးဆိုးအောင်ကိုမနှင်းမျိုးတဲ့မျက်နှာနဲ့ပြန်ကြည့်တယ်။အမေရေအမေဒေါ်တို့ခိုတန်းကိုပြီးပြီးပြင်းပြင်းပဲကြားလိုက်တယ်။မလန်မဝေနေရာမှခေါ်ခြင်းဖြစ်တယ်။မိန်းကလေးတဦးရဲ့အတန်းဒေါ်တင်အေးရဲ့ကြေးမှာမဆကြီးရဲ့ခေါ်တန်းဖြစ်တယ်။ဟဲ့သမီးဆကြီးလာလေဒေါ်တင်အေးကအတန်းပြူလိုက်တယ်။မဆကြီးကတဲပေါ်ကိုတက်လာခဲ့တယ်။အမေရိုးစီကို အမေသားမလာဘူးလား။ အေးမလာပါဘူးဇောဇောကတော့နင်းယောက်ျားရဲ့ခေါ်တန်းလူလူကြားမိလို့နင်းအဖေနဲ့စကားများသေးတယ်ညနေကအလောက်ကပြန်လာတာစောပါတယ်မိရင်ဂျိုတင်ငွေချလို့သမီးကိုပြီးပြီးအရက်သွားတော့တာမနင်းနယ်တို့အိမ်ကိုဝင်ပြီးစကားပြောသေးတဲ့ညာရှင်းနိုင်ခွဲလောက်မှအဲ့ဒီအိမ်ကနေပြန်သွားတာတဲ့သမီးကအမေတို့စီများလာသလားဆိုပြီးလိုက်လာခဲ့တာอืมဒီကောင်လေးကလေအရက်တော့ပြီးဘယ်ဒီများသွားနေလဲမသိဘူးဒီကိုသမီးလာတော့တားကအိမ်ပြန်ရောက်ချင်းရောက်နေမှာ အင်းမအမေတို့ဖေတို့ရောထမင်းစားပြီးကြပြီလားအေးစားပြီးပြီကွတားကြီးကိုအမေတို့စီလွှတ်လိုက်အောင်ဒီကောင်ကိုပြောရအောင်မေဟုတ်ကဲ့ပါမေ သမီးပြန်လိုက်ပါအောင်မေမဆကြီးကဒေါ်တင်အစ်ကိုနှုတ်ဆက်ပြီးပြန်တော်တယ်သူ့ဟောက်ကြာကိုအောင်နိုင်နဲ့တူအရဲတောက်တဲ့သူများရဲ့အင်းကိုမဆကြီးသွားမိတယ်ညာဥပိုင်းကငါတို့နဲ့အရဲတူတူတောက်ကြသေးရဲ့လေအောင်နိုင်အင်းကိုပြန်မြောက်သေးတာအဲ့တော့အန်ဟောစီရပဲဟုတ်ကဲ့ကျမပြန်တော့မေကိုဆိုးကြည့် လိုက်မစားနေတော့အချိန်တိုင်းရင်အင်းပြန်လာမှာပေါ့မဆကြီးကအင်းကိုပြန်လာခဲ့တယ်။တားဖြစ်သူကချေရင်အင်းကကိုခင်မောင်စိုးတို့ရဲ့အိမ်မှာအိပ်ပျော်နေပြီဖြစ်တယ်။မဆကြီးကအိပ်ပျော်နေတဲ့တားဖြစ်သူကိုပွေပြီးအိမ်မော်ကိုတက်ခဲ့တယ်။မြခင်တဲစီမှာတန်ချောင်းခုတ်တန်ဆက်တချက်ကိုကြားရရင်မဆကြီးကခင်မုန်းတဲ့ကိုဒေါသဖြစ်နေလို့ညစာစားကျင်စိလည်းမရှိတော့။မျက်စိကိုစုံမိထားပြီးပြင်ပန်းနန်းနယ်မှုကြောင့်အိပ်ပျော်သွားတယ်။ မဆကြီးဒီရင်တို့တော့ဒုက္ခမောပြန်ရောက်လာပြီလို့ထင်ပြီးဘေးမနေရာကိုလက်နေဆန်းကြည့်ရင်ဟင်ကိုအောင်နိုင်လေပြဲမြောက်သေးပါလားဒုက္ခမောပြဲမြောက်သေးလို့အန်ဂျေဘီထားမိတဲ့ဒုက္ခမောကညနေတကောင်ရန်ရှောင်းနေတတ်တဲ့လူစားမျိုးမဟုတ်ဒီနေ့ညမှာအသွင်ထိုးနေလို့ပူပြီးဒေါသဖြစ်မိတဲ့မဆကြီးကဟိုဒီတွေ့ရင် အေးပျော်သွားတယ်ဒေါ်ဘုံမကအိရှာမနိုးရနဲ့မျက်နှာသိရင်အတွက် ကျောင်းစီပိုင်းနီးခိုလာခဲ့တယ်။ဖုံးအုပ်ထားတဲ့သူပြားကိုလှမ်းလိုက်တယ်။ဟွန်းမောင်တန်းတို့ကလည်းအရင်မိုးမိုးနဲ့ပြန်လာပြီဆိုရင်ရေချိုးလိုက်တာကျောက်စီထဲမှာရေမချီတော့ဘူး။ဒီမနက်အိယာကဆော့ဆော့ထပြီးရေလေးပါလေးခတ်ထားမယ်လို့စိတ်မကူဘူး။အလကအသုံးမချရတဲ့သားသမီးတွေလူပြိုအပြိုရွယ်ရောက်နေရတာမှမအေးကအကုန်လိုက်လုပေးနေရတော့။ဒေါ်ဘုံမကတပြေးတောက်တောက်နဲ့ပြောဆိုလိုက်တယ်။ဟဲ့မောင်တန်းစင်တီယာမေဇော်တော်အိယာကနေထားကြတော့လေ။ မန္တတိုင်နှိုးနေရတာနင်းတို့မဟုတ်သေးပါမို့မိခင်ကိုညာရကောင်းမှမသိတဲ့သားသမီးတွေနင်းတို့ရဲ့အိမ်နောင်ရဲ့သားကြားမှာဒုက္ခလလကြီးတွေ့မေဟဲ့အေးရမှာထားကြတော့ပြောနေရမောနေပြီနော်ဒေါ်ဘူမကကြိုးချီထားတဲ့ပလတ်စတစ်ရေပုံးကိုရှုပ်ပြီးခေါင်းရှင်းမှရေတွင်းကိုလာခဲ့တယ်ဒီရက်ဒီဒေသမှာမြေကြီးကိုတူးဖို့ထားတဲ့ရေတွင်းတွေကိုသာအသုံးပြုတယ်တွင်ထဲမှာရေကိုရေပုံးချိုးနဲ့ငင်းရတယ် ဒေါ်ဘုံမကပလတ်စတစ်တပုံးကိုယူပြီးရေရင်းထဲကိုချလိုက်တယ်။ဒေါ်ဘုံမရဲ့နှုတ်မှာလန်ပြီးအော်လိုက်ပြီးတယ်။အမေဘာဖြစ်လို့လဲ။သားဖြစ်သူမောင်တန်းကလန်ပြီးတယ်။ရေရေရင်းထဲမှာဟိုဟိုဒေါ်ဘုံမကရေရင်းဒီမှာနောက်ဆုတ်လိုက်တယ်။ရေရင်းကိုလညို့ထိုးပြရင်အတန်ဒီကတုံးကြီးတယ်။မောင်တန်းကဒေါ်ဘုံမရဲ့အနီကိုပြေးလာခဲ့တယ်။အမေဘာဖြစ်လို့လဲဗျ။ ဟုတ်ရေရေရင်းထဲမှာလူလူတယောက်ကားရကြီးဟုတ်တယ်မေရေရင်းထဲကိုလူကြပြီးသိနေတာဗျဘသူလည်းမသိဘူးမောင်တန်းကရက်ွက်ထဲမှာလူများကို ခေါ်ပြတယ်ရက်ွက်လူကြီးတွေကရေစကန်းကိုအကြောင်းကြားတယ်ဒေါ်ဘုံမခေါင်းရင်းထဲကရေရင်းထဲမှာလူတယောက်ကြပြီးသိနေတယ်တဲ့ဒိုသတင်းကတရက်ွက်လုံးကိုပြန်သွားတယ်ရေရင်းထဲကို လာကြည့်တဲ့သူတွေမနေရေပေါ်မှာမှောက်ရက်ပေါ်နေတယ်အိုးကောင်းကရေထဲမှာနေမြုံနေပြီး ဒီဆုံးသူကဘသူဘေဝမန်းတော်မသိအိမ်ကြီးချင်းများရဲ့စူးစူးညံ့ညံ့စကားသက်နေကြမဆချီအိယာမနိုးခဲ့တယ်။ဒါဆွင့်ကြီးရောအရက်သေးကဒေါ်ဘုံမအိမ်ကောင်းချင်းကရေရင်းထဲမှာလူတယောက်ကြားပြီးသေးနေတဲ့ဒေါ်ဘုံမအသုံးပြုတဲ့ရေရင်းကရေတွင်ပက်လက်မှာဘာအကာရမ်းမှမရှိရေပောင်ဆက်မှာတေသားပြားနှစ်ချက်ကိုခင်းထားတယ်။ထိုးပောင်ဆက်မှာနေပြီးရေပုံးကျွနဲ့ရေဆွဲတင်နေတယ်။ ထိုရှည်ရင်ပေးကအရက်သေးကိုသွားတဲ့ဖြက်လန်းလေးရှိတယ်။ကလေးတငယ်များပြေးလာရင်ရည်ရင်ထဲကိုကြားနိုင်တာကိုသိပါခြင်းနဲ့ဒေါ်ဘုံမကရည်ရင်ကိုပက်လက်မှာကာယံခြင်းမပြုလို့လူတိုင်းကအပြစ်တွေခြေကိုဂယုမဆိုင်တဲ့မိမကြီးရခိုးတော်လူတယောက်ရည်ရင်ထဲကိုကြားပြီးသိရှာပြီးမဆကြီးကမစီမဆိုင်တွင်းနေခြင်းကဒုက္ခမောကိုအောင်းနိုင်ကိုတတိရှာမိတယ်။ ညကကိုအောင်နိုင်လေအင်ကိုပြန်မလာခင်မဆကြီးကအေးရမလူလေထားရင်ဒေါ်ဘုံမရဲ့ကောင်းရင်မရေရင်းရှိရာကိုတဟုန်တူပြေးသွားရင် ရေတွင်းထဲကိုငုံကြည့်နေသူများအကြားကိုတွန်းဝင်ပြီးကြည်လင်မိတယ်။ဟမ်ကိုအောင်နိုင်မဆကြီးကအော်ဟစ်ငိုရှူတော့ရင်ဟဲ့စားကြီးသေချာရဲ့လားသေချာပါရဲ့တော့သူမနေ့ကဝစ်သွားတဲ့အဝစ်စားကြီးနဲ့ပါအဖြစ်ဆိုးလာကြည်လားကိုအောင်နိုင်ရဲ့ဟဲ့စားကြီးစားကြီး မဇကြီးမှာအဟင့်ကိုယူရင်သတိမေမျောတော်ရင်အဇက်သေးကမိမကြီးကဝိုင်းဝန်းပြုစုပေးတယ်မဇကြီးကဘာဖြစ်တာလဲအောင်နိုင်ရဲ့ညီနီတို့ကသတင်းကြလို့ရေရင်းနာကိုရောက်ပြီးမေးမြန်းနေသူကိုရှင်နဲ့သေမန်းတော့မသိသေးရေရင်းနဲ့ကြားသေးနေတာမင်းကိုဤမင်းဖေနဲ့မင်းမေကိုသိအောင်တော့ပြောလိုက်ရောကြားဟုတ်ဟုတ်ကဲ့နီတို့ပါဇက်ဟောင်းသားဖြစ်သွားတယ်ကျောင်းအန်းနဲ့ရက်နေမိတယ်ဟဲ့ကောင်နီတို့တော့ပြောလိုက်လေ ဟုတ်ဟုတ်ကဲ့ဦးနီတို့ကလေခွင်းလေးကိုပြေးသွားတယ်။မော်ဘီရေစကန်မှရေတပ်ဖွဲ့ဝင်များရောက်လာကြတယ်။ရေတွင်းထဲမှာအောင်နိုင်ရဲ့လောင်းကို အပေါ်ဆွေးတင်နေရေတွင်းနေရန်မြေသားများကုတ်ချစ်ရွာများစွာကို တွေ့ရတယ်။ရေတပ်ဖွဲ့ဝင်တွေကဒေါ်ဘုံမကိုစစ်စစ်မီးမြန်းနေမိုးချုပ်ဆက်အချိန်ရောက်ကလေးကကျမယောက်ျားရဲ့ညီအိမ်မှာတီဗီသွားကြည့်နေတာညာစေနိုင်ခွဲမှာအင်ကိုပြန်ရောက်တယ်။ ဘုံမကကြောက်ကြောက်လန့်လန့်နေဖြေကြရဲ့ရေတဖွင့်ဝင်က အရှက်သားများကိုမေးမြန်းနေညာရှင်းနိုင်ခွေလောက်ကမာကြီးမာကြီးဆိုရက်ခေါ်တန်လို့တော့ကြားမိတယ်မကြကနရန်ဖြစ်နေကြဆိုတော့ရန်ဖြစ်နေကြရဲ့ပဲထင်မိတာဟုတ်ပါလိမ့်မယ်ဒီလူရေရင်းနေကြပြီးပြန်ပေါ်လာချိန်မှာအော်ဟစ်အကူကြီးတောင်းလိုက်မယ် မောင်မိုက်ထဲမှာကြောင်အန်းလက်အန်းတဲ့ရေရင်းနေရံကိုကုတ်ဖိတ်ပြီးတော့တက်မိသူအော်နေရကိုဘသူမှခရုမထားတော့ခြေကုတ်လက်ပန်းကြပြီးရင်းနေသေးဆုံးတာပဲလို့မှတ်ချက်ချမှာပဲဒေါ်တင်အေးကရင်ဘတ်တီးပြီးတော့ငိုကြည့်ရင်ဒါဖြစ်သူရဲ့လမ်းကိုကြည့်ပြီးယူချိုးမရဖြစ်နေကြတယ်ဦးဖိုးအောင်ကပားပြင်မှာမျက်ရည်များကိုတုပ်လိုက်တယ် မြင်ရသူတိုင်းအတွက်ဂျင်မကောင်ဖြစ်စီတဲ့မြင်ကွင်းတစ်ခုရဲတပ်ဖွဲ့ဝင်တွေကအောင်နိုင်ရဲ့လောင်းကို မော်ဘီစီယုံကိုဒေသွားကြတယ်။အောင်နိုင်ရဲ့လောင်းကို အနောက်ပိုင်းတုတ်တန့်မှာပဲတကြူလိုက်တယ်။မဆကြီးမှာအယူတပိုင်းပမာဖြစ်နေတယ်။ငိုထားလွန်းလို့ညက်ခွေများမိုးအေးနေတယ်။အောင်နိုင်သေးပြီးမှမဆကြီးမှာကိုဝင်သုံးလလွေထားတာကိုသိရတယ်။အာသူဘကိစ္စအဝဝကို အရက်သူရက်သားကကိုကြီးဆောင်ရွက်ပေးတယ်။ ၎င်းကစကားနည်းတဲ့ဥဖိုးအောင်မှာဒါဖြစ်သူတည်ဆုံးလို့စေမကောင်းဖြစ်ပြီးဈေးလိတ်ကိုသာတွင်တွင်ဖွားရင်ငေးဆိုင်နေမိရင်ဒေါ်တင်အေးကတဲအတွင် အခန်းထဲမှာအိပ်ပျော့နေကြရင်ထိုးချိန်မှာခေါ်တန်ကိုကြားမိရင်အမေဟင်တတောင်းနိုင် အမေကျွန်တော်ညကမနေ့နဲ့နေစကားပြောပြီးအိမ်ပြန်လာခဲ့တာဗျာ ဒီလမ်းကအိမ်ပြန်နေကြောင်းဆိုတာအမေလည်းအသိသားပဲမလားကျွန်တော်ရေရင်းနာကဖျက်လျှောက်တော့ရေရင်းနဲ့ကမဲမဲအကောင်ကြီးက ကျွန်တော်ကိုအတင်းလက်ဆွဲပြီးရေရင်းနဲ့ခုန်ချတာကျွန်တော်ကဇာကြီးဇာကြီးလို့ခေါ်တယ်ရေတဲကအပေါ်ကြောင်တင်းကိုကုတ်ဖိတ်တက်နေတာမဲမဲအကောင်ကြီးကကျွန်တော်ခြေထောက်ကိုဆွဲပြီးရေနှစ်တက်လိုက်တာဗျဇာကြီးကိုဂယူးဆိုင်ပါဗျဇာကြီးကိုကျွန်တော်စိတ်မချဘူးဗျကျွန်တော်သွားမယ်မိတ်တာဟဲ့တာနေပေသွားမလို့လေတာ ဒေါ်တင်အေးကအေးကြမနေလန်းတော့ခဲ့ရင်အမေဘာဖြစ်တာလဲသမီးသမီးစာကြည့်တာတာလေးဒေါ်တင်အေးကအိမ်မက်အကြောင်းကိုပြောပြရင်ကြားရသူအလုံးကအန်အော်တော့ရင်음ဟိုးလွန်ခဲ့တဲ့ငါးနှစ်ခန့်ကဒေါ်ဘုံမရွေတင်းမှာလူတယောက်ကြပြီးတီးခဲ့ဘူးတဲ့အဲ့ဒီလူကအောင်းနိုင်ကိုရွေတင်းနဲ့ဆဲခေါ်ပြီးနှစ်သက်တာဖြစ်မိအောင်းနိုင်ရွေတွင်းနဲ့ကြလို့တေဆုံးရခြင်းကိုထင်းကြီးအမျိုးမျိုးနဲ့ပေးနေကြရင် ဈာကြီးမှာကိုဝင်သုံးလလွဲထားရတာကိုအောင်းနိုင်သာသိလို့ကတော့ကျမမဟုတ်ဘူးအောင်းနိုင်အသူဘရက်လေစွန်းတို့တော့ဈာကြီးကရကမများနေအင်ကိုလိုက်တော်တယ်အရက်သေးပင်မလားအရက်သေးကိုရောက်ပြီးဒေါ်ဘုံမရှိရင်ကိုမြင်ရင်ရင်ထဲမှာစိုးနေစွာခံစားရမယ်လို့မဆာကြီးကအရက်သူများကိုပြောပြတယ်လူသေးတဲ့ရေတွင်းကိုမြေဖို့ပြင်းရင်အရက်သားကြီးကဒေါ်ပုံမကိုပြောတယ်။နောက်တနေ့ဒေါ်တင်အိပ်ပျော်နေချိန်မှာလေ အမေဟင်တာတောင်းနိုင်မင်းမင်းဟုတ်တယ်မေတာမဝေးစရာဝေးလည်းမရှိဘူးဖြာဒါအခုဘယ်မှာရောက်နေလဲအမေကိုပြောစမ်းမကျွန်တော်အမေတို့ခေါင်းချင်းကမဲစရီဘဲမှာနေတဲ့မေအမေတို့အိမ်ဘောကိုလာနေပါလားတားရင်အမေတို့အိမ်ဘောကအစားရှောက်တွေကကျွန်တော်ကိုနေကိုမပေးဘူးဖြာချစ်မဖြေရလေတားရင်ဒေါ်တင်အေကလမ်းအော်ပြီးအိရှာမနီနိုးခဲ့တယ်။ဟဲ့တေဘာဖြစ်နေရတော့ ကျုပ်အိမ်မက်မက်နေရတော့တာတောင်းအောင်နိုင်ကိုအိမ်မက်မက်တဲ့နင်းသားကလူ့ဘွားတော့ကဘာကုသိုလ်ကောင်းမှုမှလုပ်ခဲ့တာမှမဟုတ်ဖေမူးရစ်တောက်စားနေခဲ့တာတေတော်လေအသေးဆုံးနဲ့မကြုံမလွတ်သေးတဲ့ဘွားနဲ့နေရတယ်အဝေးစားမရှိ စားစရာမရှိနဲ့อืมအနောက်ကျောင်းဆရာတော်ကိုရှောင်မေးကြည့်ပြီးစွန့်သူတရားနာ အမြပေးဝေတင်တာပေးဝေရအောင်မေဟုတ်တယ်ကိုဖို့အောင်ကျုပ်လည်းအဲ့ဒီလိုပဲလှုပ်ချင်နေ မဇာကြီးကတာယောက်ကြလေးမွေးဖွားရင်ဒေါ်တင်အေးမှချိမတဲ့စိတ်ပူပန်မှုမှအေးစီသွားရင်မဇာကြီးဝမ်းနာကြီးမှမွေးဖွားပြီးသည့်အထိအလုံးများနေခဲ့တယ်။ချိမကမြေယောက်ကြလေးမွေးတော့တာဖြစ်သူကိုတတိယပြီးကျိန်ကုန်မိတယ်။မဇာကြီးပြင်းမှန်းနဲနဲမှုကြောင့်နှိမ့်ချိုက်စွာအိပ်ပျော်သွားတယ်။စာကြီးဟဲ့စာကြီးဟင်ကိုကိုအောင်နိုင်အေးဟုတ်တယ်စာကြီးနင်းကိုစိတ်မချလို့ငါဘဲမှမသွားတာ။ နင်လည်းမွေးဖွားပြီးပြီဆိုတော့ငါစိတ်အေးလက်အေးသွားပြီအဖေတို့အမေတို့ကလည်းငါ့ကိုရည်စူးပြီးသင်္ကန်းတွေကက်လူဆွန့်သွတ်ပြီးတော့ငါအဝေးစားတွေဝေးကြပြီအများတန်ပေးဝေတာလေးရတယ်ဒါကြောင့်ငါသွားတော့မေရှင်ရှင်ဘယ်လိုသွားမလို့လဲကိုအောင်နိုင်ငါသွားမေနေအောင်ပို့ကွာမင်းသာစိတ်ချလက်ချနဲ့နေခဲ့ပါဒေါ်ဒီအိအိမ်ခောင်းရင်မှာမဲစလီပင်အကိုင်းကလေချမ်းမတိုက်ဖင်အိမ်မိုကိုကြိုးကြတော်ရင်စဉ္ညာစံကြောင့်ဇာကြီးလေးနိုးတော်ရင် အိမ်မက်ကိုတတိယမိတယ်။ကိုအောင်နိုင်ကအိမ်မက်ပေးပြီးသူ့ကိုနှုတ်ဆက်သွားမှန်းသိရတော့တယ်။ကိုအောင်နိုင်ရေ ကောင်းရာဒုက္ခတိရောက်ပါစေတော့။ဟုတ်ကဲ့ဇလန်းလေးကိုအစောင့်တီနာဆင်ပေးကြရယ်ပြည်သက်များလွန်ကိုကျေးဇူးများကြီးတင်ပါရဲ့ရှင်။ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်တာခဲ့ပြီးဖို့တောင်းဆိုပါရစေရှင်။